ီးမားလိပွဲစဉ်15ဘီလာပတ်မှာပွဲထွက်လာနိုင်ရှိတဲ့အာဆင်နယ်ကစားမှာ17ရောက်ကဲပွဲထွက်ကစားမခံမန်းတဲ့အစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်လွယ်တော့မလွယ်ဘူးဗျပွဲထွက်ကစားမခံမန်းတဲ့ဆိုတာကဟိုးတနေ့နှစ်နှစ်ကဆိုလို့ရှိရင်ဒီလူပြီးဒီလူပွဲထွက်မယ်ဆိုရင်ယာနှုံးပြင်မှန်လေးရှိရယ်ဒါမဲ့ ာဆင်နယ်တင်းရဲ့ကစားသမားတချို့ဒဏ်ရာသွားတာဒဏ်ရာကစားသမားတချို့ပြင်ပြီးပူပေါင်းနိုင်တာအနာနီမဆာပရိုက်ဆိုပြီးတော့ဘယ်သူမှပါနိုင်တာအဲ့ဒါတွေကတော့အခုနောက်ပိုင်းကျွန်တော်တို့အာဆင်နယ်တင်းပွဲထွက်ကစားသမား၁၁ယောက်ခံမင်းတဲ့အခါမှာအခက်ခဲလေးတွေပဲပြီးတော့လူချန်ပြီးစောရမယ့်ခက်ဆစ်စိတ်ကစားတဲ့ပွဲတွေအခုဆိုလဲ၃လရက်တပွဲလုံးကစားနေကြရတာအဲ့တော့အာဆင်နယ်တင်းအက်စတွန်ဗီလာတင်းတဲ့ပွဲစဉ်မှာဘယ်၁၁ယောက်သုံးသွားမလဲကျွန်တော်တို့ချက်ကြည့်လိုက်ရအောင်တခါကြိမ်ကျွန်တော်တို့ကပွဲတစ်ပွဲကို၃မှတ်ပြပြဝရပြီးနိုင်လိုက်တာမှပြင်မဲ့ရင်းလိုက်ရတဲ့ဒဏ်ရသွားတဲ့ကစားသမားကြီးလည်းရှိတယ် ဒါပေမဲ့ကစားမတချို့ဒဏ်ရာသွားယူမယ်အသင်းကသုံးမှတ်ဖြစ်ဖြစ်ဝရတယ်ဆိုရင်အောင်မြင်တယ်ပြောလို့ရတယ်အနည်းဆုံးပွဲတွေနိုင်လို့ရှိရင်ယာတိကုံမှာစူဖလားတွေကကိုရီတွက်ပဲဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ကဒဏ်ရာမှာစိုးလို့ရှောင်ဖွေပြီးဆော့မယ်ဆိုရင်သုံးမှတ်ဖြစ်ဖြစ်ဝယူနိုင်မှုကလည်းမလွယ်ဘူးအဲ့တော့ကစားမတချို့ကဒဏ်ရာတွေနဲ့ရင်းပြီးအသင်းကိုထမ်းတင်ပေးသွားတယ်ပြောလို့ရတယ်တချို့ကစားမတွေကလည်းမြန်မြန်ပြန်ပြီးပူပေါင်းနိုင်တာတွေ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာတော့ဘယ်သူပြန်ပြီးပူပေါင်းနိုင်မယ်ကျွန်တော်တို့စောင့်ကြည့်သွားမယ်ကိုသမားနေရဒီရာဒီပရီးမီယာလိဆက်လေးပွဲကံပြင်းအချိန်မှာကလင်းရှစ် ရှစ်ပွဲထိရထားခဲ့တဲ့ David Raya ပွဲထွက်လာမယ်ဒါတော့ကျင်းသိတယ်ကီပါတော့ဒီလိုပွဲမျိုးမှာသုံးမှာမဟုတ်ဘူးအဲ့တော့ Arsenal သင်းရဲ့ဂိုးသမားနေရာတက် Raya သာဒီနှစ်ရွှေလဲအိတ်စုဆက်ရရင်တော့၃နှစ်ဆက်တိုက်ရတာဖြစ်သွားတော့မှာကြံခဲ့တဲ့ Brentford အသင်းရဲ့ပွဲစဉ်ပွဲပြီး၃သက်ချက်မှာတော့မှ Raya ရဲ့ Magical Movement လို့ပြောလို့ရတဲ့ပုတ်ထုတ်မှုကိုမပြောလိုက်ရဘူး ောင်းကန်ပေါ်ရစင်ခေါင်းတိုက်လိုက်တာကို तू ပုတ်ထုတ်ကောက်သွားတကယ်ကိုကောင်းတာဗျအဲ့လိုအပိုင်းဒီမှာတော်တော်လေးကောင်းတာဒါပေမဲ့တစ်ခါကျရင်ဘေးတက်အမားလေးတွေကွင်းလျာဘောလုံးပြတ်သွားတဲ့အခါမှာအဝေးကြီးကလှမ်းကန်ထဲလိုက်ရတဲ့အခိုက်အတန့်တွေကတော့ရင်နာမဆုံးဘူးပေါ့လေဒါပေမဲ့ပြီးပြည့်စုံတဲ့လူမှမရှိတာအာသာချက်အာနေချက်လေးကတော့နေရာတိုင်းမှာရှိတယ်အသင်းအတွက်ကိုပေးရနိုင်တဲ့ခက်ခဲတဲ့မိနစ်တွေကို तू ကဝေးရလေနဲမှမဟုတ်တာကဲဘေဘချန်းအစုံကစားမှာကာလာဖျူရီပဲသုံးလာမှာကျင်းသေးတယ်လက်ရှိချိန်မှာလည်းလုံးဝစတောင်းဖြစ်နေပြီစကယ်လီတော့မသုံးလောက်ဘူးပြီးတော့ အာဆင်နယ်တင်းကအက်စတိုမီလာတင်းရဲ့ကွင်းဟိုဘက်ကလည်းဖွင့်ဆော့မှာဆိုတော့ကျွန်တော်တို့ပိုဇီရှင်အသာယူပြီးတော့တိုက်စစ်လမ်းကြောင်းကြီးဖွင့်မယ်ဆိုရင်စကယ်လီကိုသုံးမဲ့အစားကာလာဖျူရီတက်လာတာကဒီ level ချမ်းတစ်ခုလုံးပို့ပြီးတိုက်စစ်လမ်းကြောင်းပွင့်သွားစေတယ်ပြီးတော့ပြိုင်ဘက်ကဒီ blind spot နောက်ကြောဒီမှာနေရာယူတာမျိုးတွေ cross ball ဖြတ်တင်တာမျိုးတွေ zone rotation လုပ်တဲ့အပိုင်းတွေမှာ scaly ထက်အများကြီးအတွေ့အကြုံပိုင်းရအောင် quality ရအောင် color fury ကအ ida ရွေးချယ်ခြင်းစရာပဲ အာကာလာဖျူရီအနာဘေးဘီစကယ်လီသုံးရင်တော့တမျိုးပေါ့လေဒါပေမဲ့ကျွန်တော်ဆန္ဒရဆိုရင်တော့ဒီပွဲစဉ်ကလူချန်လို့မရဘူးဘာလို့ဆိုဒီပွဲဒီအာဆင်နယ်အသင်းအတွက်ဆိုလို့ရှိရင်တော့အဆင့်သုံးကအသင်းနဲ့လည်းတွေ့ရဖြစ်တဲ့အတွက်ကောင်းမွန်ညို့မဆိုကစားမားတွေသုံးကိုသုံးရအောင်မှာပါပဲအားကြောင့်မို့ကာလာဖျူရီခန်စစ်ဘဟုဘဟုမှာတော့မော်ကွဲရောက်ကျွန်တော်မေးလိုက်ရတော့မယ်စာလီဘာပြန်ပါနိုင်မလားဆိုတဲ့အနေထားကိုတော့တချို့သတင်းလေးမှာကြားရမှိမ့်မယ်တချက်တော့စောင့်ကြည့်အောင်မယ်ဟင်ကားဘေးကတော့ကျင်းသေးကျွန်တော်ဒီနေရာမှာဟင်ကားဘေးကိုတော့လုံးဝ appreciate လုပ်ရမယ် ဟိုတနေ့ကပွဲပြီးသွားတဲ့အချိန်မှာ Brandford အသင်းပွဲပြီးသွားတဲ့အချိန်မှာ KB မကာကြီးနဲ့ Willian Saliba နှစ်ယောက်စလုံးကဟင်ကားဘေးကိုလာပြီးဂုံပြုတ်နေကြတာတော်တယ်ဗောမင်းလုံနိုင်တယ်ဗောငါလုံးမရှိမဲလဲအသင်းကိုကလေးရှိရအောင်လုံနိုင်တယ်ဆိုဝိုင်းပြီးဂုံပြုတ်နေကြတာအဲကြောင့်ဟင်ကားဘေးလာမယ်ဒီနေရာမှာထင်ပါဦးသုံးမလား Saliba သုံးမလားဆိုကျွန်တော်စိတ်ထင်တော့ Saliba ဒီဘွဲပြန်ပါလို့ရလောက်ပြီကျွန်တော်ထင်တာမှမဟုတ်ဆိုရင်ဟုတ်ဒီဘွဲပြီးသွားရင်အာဆင်နယ်နည်းနည်းလေးရက်နည်းနည်းအနားရမယ်ပြီးရင်ချန်ပီယံလိပွဲကြီးခဲရမယ်အဲ့လိုရှိရဖြစ်တဲ့အတွက်ဆာလီဘာကိုသုံးလို့ရပြီ ရှေ့လာမဲ့ပွဲကအရန်ကြီးလဲအရေးပါတဲ့ချန်ပီယံလီပွဲမှာမဟုတ်တော့တာအဲ့တော့ဆာလီဘာပြန်ပါလာမယ်ထင်တယ်ဒါကျွန်တော်တို့ဦးတဲ့ဆန္ဒရပါလို့ဆာလီဘာမပါတိုင်းတော့တင်ပါတော့မှာဒါပေမဲ့ကျွန်တော်စိတ်ထဲမှာတော့ဟင်ကာဘီနဲ့ဆာလီဘာအထိုင်ဒီပွဲစဉ်မှာပြန်လာလောက်တယ်ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ဘန်ဝိုက်တင်ပါအောင်နားပြီးပြီးဘန်ဝိုက်သုံးလို့ရကျွန်တော်ကဘန်ဝိုက်ကိုပထမပိုင်းသုံးစီချင်တာဒုတိယပိုင်းကျတော့မှတင်ပါအောင်ကောက်ထည့်ပြီးတော့တင်ပြီးကစားမယ်ဆိုလို့ကစားလို့ရတယ် ဘာဝိုက်ကအသင်းအတွက်ခုနောက်ပိုင်းတော်တော်လေးဟိုမှာကြိုးစားအထုတ်မှုအပြင်နဲ့သူပါလဲဆိုတာပြန်ပြီးပြကျင်လာတာဖြစ်တဲ့အတွက်အခုလိုမျိုးနောက်ဆုံးပွဲမှာဖန်တီးမှုရပြီးတော့တခုခုဆွမ်းဆောင်ပြထားတဲ့မန်တယ်မြင့်နေချိန်မှာအိုက်တာ73ပဲထင်တယ်အဲ့တော့ထင်ပါဦးဒီနေရာအတွက်လည်းဟိုတစ်ချက်စောင့်ကြံမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ထင်ပါဦးအနာပေးထားမယ်လို့ယုံကြည်တယ်ဘာကြောင့်လဲဆိုတော့နောက်မှတင်ဆော့တဲ့ပိုင်းမှာထင်ပါဦးထည့်သွင်းရင်လည်းနောက်မှမကြအေးစစ်စစ်ပဲအဲ့ကြောင့်အာဆင်နယ်တင်းရဲ့ခိုင်စစ်မှာကာလာဖီယိုရီဟင်ကာဘေးဆာလီဘာဘန်ဝိုက် ဲ့လူတွေဖြစ်လာနိုင်သူလွဲသွားလည်းဖြစ်နိုင်တယ်ဒါမဲ့ကျွန်တော်ကတော့အဲ့လူတွေပေါ်ထွက်လာမယ်လို့ခံစားမိနေတယ်မှန်ရင်လည်းမှန်ပါဗောဗျာကဲဇူဘီမန်ဒီအဲ့ဒါတော့တရားခိုင်နှုန်းကျိတ်တည်ပဲတခုကျေးဇူးတင်တာ strong ဖြစ်ဖြစ်နဲ့ injury များပဲနဲ့တောက်လျှောက်အသင်းအတွက်မောင်းနေပြီးကစားပေးခဲ့တာဖြစ်တဲ့အတွက်အဲ့စပိန်သားလေးကိုတကယ်ကျေးဇူးတင်တယ်ကျွန်တော်အကြဆုံးသမားယူတဲ့အခါမှာ twin goal ဖန်တီးမှုတွေအသင်းအတွက်အရေးပါတဲ့ magical movement တွေဟို pre acid တွေ ောက်ပြီးအထဲမှာပြောလို့ကောင်းတဲ့အချက်လက်တည်းအဲ့လိုအရာတွေပြောတဲ့အခါမှာတစ်ခါကျရင်အမြဲတမ်းကောင်းဝင်မယ်ကြံခဲ့တဲ့ကစားမှသူဖြစ်နေတာသူလည်းကောင်းပြီးသားပါကဲဆူရီမန်ဒီအဲ့တော့ညာဘက်ချမ်းမှာတော့မာတီအိုရီကတ်ကျင်းတီပွဲထွက်လာမယ်လောစအစည်းထက်စာရင်မာတီအိုရီကတ်ကအသင်းရဲ့ကပရင်လေးဖြစ်တာဖြစ်တဲ့အတွက် respect ရအိုက်တာထဲ့ကိုသုံးပါဘယ်ဘက်ချမ်းဒီပွဲစဉ်မှာဒီဂရိုက်ပြန်ပါနိုင်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဒီဂရိုက်ကဒီအင်တာဗျူးတွေမှာပေါ့လေ Sky Sport နဲ့အင်တာဗျူးတွေမှာသူဖြေတာတော့ကျွန်တော်တဲ့ ဘာတိုင်ရမမရခဲ့ပါဘူးတဲ့အိုက်တာလည်းဒါချိုးတင်ကောက်ဝဲအနေနဲ့လူစားလေးလိုက်တာပါတဲ့သူလည်းနည်းနည်းပင်မန်းတဲ့အချိန်ဖြစ်တဲ့အတွက်အဲ့တော့ဒီပွဲစဉ်မှာဒီကန်ရိုက်ပြန်ပါလာမယ်အကိမ်မက်ဒီကန်ရိုက်ကိုအနာပေးခြင်းနဲ့ဆိုလို့ရှိရင်လေအာဒီဒါအဲ့နံမှာအစည်းကိုထည့်ပြီးတော့ DM တယောက် AM နှစ်ယောက်ပုံသင်မှုနဲ့သုံးသွားနိုင်တယ်အက်စတိုမီလာတော့သူတို့ကွင်းမှာဖွင့်ဆော့မှာပဲပိတ်ဆော့မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူးအဲကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကဒီလိုပုံသင်မှုတော့ခံမှန်းထားတယ်ကဲ အဲ့ကြောင့်ဒီကွင်းလည်းမှာဆိုရင်တော့ဇူီမန်ဒီဒီကလန်ရိုက်မာတီအိုရီကအဲ့အထိုင်မဲ့လာမယ်ဟိုဘက်နေထိုးနေပြန်မျက်နှာညနေဖွေးနေတယ်တလားအဲ့တော့နည်းနည်းနားလဲပြီပါကျော်လေးဒီမှာကင်မရာဘက်ကင်မရာမှာပြန်ကြည့်ရင်းနဲ့ကိုမျက်နှာကြီးကဖွေးစွနေလို့ကဲညာဘက်ချမ်းတိုက်စစ်တောင်ဝင်မှာဆိုလို့ရှိရင်စာကာပဲတုံးလာမယ်စာကာဆိုလို့ကျွန်တော်ပြောအောင်ခုတနေ့ကပွဲမှာစာကာကိုဒကူကောင်းဆန်တဲ့ဘာညာဆိုတဲ့အေးသားလေးတွေ့ရတယ်တခါကျရင်ကျွန်တော်တို့ကစာကာစီကနေပြီးတော့အဲ့လိုဒကူကောင်းဆန်တဲ့အငွေးသက်တွေကိုတောင်းဆိုမိရအခိုက်တိုက်တော်ရှိတယ်မှတ်မိလားမသိဘူးအာဆင်နယ်တခါကျရင် မင်းသွင်းသူလိုလိုငါသွင်းသူလိုလိုပတ်စင်နေပုံနေနေတယောက်ချင်းစီကမ်းမဲ့နေရာမှာမကန်ခဲ့လို့ဂိုးမရခဲ့တဲ့ပွဲကြီးအများကြီးပဲတခါကျကျွန်တော်တို့ကစားသမားတွေစီမှာအဲ့လိုတခါကျတကူကောင်းဆန်တဲ့ဆန္ဒလေးတွေငါကဒီအသင်းကိုဆွဲတင်ပေးနိုင်တယ်ဆိုတဲ့မူမှန်မျိုးတွေလိုအပ်တယ်။အဲကြောင့်အဲ့ဒီပွဲစီမှာယောဂရက်ကိုမပေးမနဲ့ဆာကကန်သွားတာကဂိုးသွားလို့တော့ကောင်းတာမှန်တယ်။ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုတဲ့ဒီကောင်တကူကောင်းဆန်တယ်ပေါ့။ဒါပေမဲ့သူ့လိုအပြစ်သွားပြောလို့မရအောင်။သူကကျွန်တော်တို့ရဲ့ star boy ကျွန်တော်တို့ academy ထုတ်ကုန် ော့ကျွန်တော်တို့အသင်းရဲ့ပုံရိပ်လို့ပြောလို့ရတယ်အဲ့လိုကစားမတူဟာဟိုအသင်းကိုတက်နိုင်တော့သူစွဲတင်တာဒါကဂိုးပေါက်မတက်ရလို့မဟုတ်ဂိုးပေါက်တက်တယ်တစ်ဖက်ဂိုးသမားလက်စွမ်းပြပြီးဘေးထွက်သွားရင်တမျိုးပေါ့လေဒါပေမဲ့အဲ့ဒီကူကဂိုးလဲဂိုးသွားခဲ့တယ်စာကားလည်းသူ့ကိုယ်သူယုံကြည်မှုအပြည့်ရှိတယ်ယောဂရက်ကိုပေးတယ်မပေးဘူးဆိုတာဒါအကန့်ကရဲ့ဆန္ဒမကူသွားခဲ့လို့ရှိရင်တော့ဒုက္ခအောင်ဆန်တယ်ပေါ့လေဒါပေမဲ့ ျွန်တော်တို့မှာရှိတဲ့ကစားသမားတချို့လည်းအဲ့လိုဒကိုကောင်းဆန်ဆန်နဲ့အသင်းအတွက်ဂိုးတွေကိုရအောင်နင်းဖျဲပြီးတော့ကန်ထည့်ဖို့လည်းတခါလီမှာလိုအပ်တယ်။တခြားတို့ကစကားကျွန်တော်တို့အများကြီးရှေ့မှာလုံပေးခဲ့ပြီးသွားပြီ။အခုချိန်မှာသူနည်းနည်းလေးခြေစွမ်းကြနေမှတ်ပေမဲ့အများကြီးကောက်လောက်မှာပလေယာတယောက်ပါပဲ။အထောက်မှာတော့မိန်းတို့သုံးလားယောဂရက်သုံးလားဆိုရင်တော့ဒီပွဲစဉ်မှာတော့အိုက်ဒါပြောလို့တော့မရဘူးဗျ။မိန်းတို့လည်းသုံးလားနိုင်တယ်။ကျွန်တော်တော့ယောဂရက်ပွဲထွက်လာမယ်ထင်တယ်။ မိန်တော့တဝိုင်းတော့ရှောက်ကောင်းတယ်ဗျ။ကောင်းတယ်ဆိုတာအတင်းအတွက်ဂိုးလက်ရှိရပုံစံမျိုးပေါ့လေ။ဒါပေမဲ့ယောဂရက်ကလည်းစတောင်းဖြစ်နေပြီဆိုတော့ပတ်ဆက်နေအများကြီးပြေးဝတာတက်ဆင်မှုတော့ရန်ကုန်ထားမှဖြစ်ဘူး။ယောဂရက်ပွဲထွက်လာမယ်။ဘယ်ဘက်ချမ်းဘယ်ဘက်ချမ်းမှာလူတွေကအများကြီးပဲ။ဒါပေမဲ့ပွဲမစီဘူးဖြစ်နေ။ထရော့ဆက်ကတော့ခြေနေရမပါနိုင်လောက်သေးလို့ကျွန်တော်ထင်တယ်။အဲ့တော့မာတီနလီသုံးမလားမန်ဒူကီသုံးမလားခုနောက်ပိုင်းအိုက်ဒါမန်ဒူကီကိုတော့ရှောက်သုံးလာတာတွေ့ရတယ်။အဲ့တော့အိဘက်ချမ်းကိုအစည်းကိုတော့တင်မစော့လောက်ထရော့ဆက်ကလည်းအင်ဂျူရီရနေဆိုတော့ဂျေဆုကလည်းလက်ရှိရဲ့အရန်ကိုမှပဲထားအောင်မှာ။ ဲ့တော့အဲ့ဒီနေရာမှာအိုက်ဒါနီနဲ့မန်တူဂီကိုသုံးလာလောက်တယ်ကျွန်တော်လည်းမန်တူဂီကိုသုံးစေချင်တာဘာလို့ဆိုတော့မန်တူဂီကိုအဲ့ဒီအချိန်မှာသုံးပြီးလို့ရှိရင်မာရီနယ်လီကိုမိနစ်60 90မှာထည့်လိုက်အဲ့လိုပုံစံမျိုးအဲ့ဆိုလည်းအဆင်ပြေမန်တူဂီကညာဘက်ချက်မှာပိုကောင်းတာတော့မှန်တယ်ဒါပေမဲ့မန်တူဂီရဲ့ရုံအားတိုးအားသူ့ရဲ့ချဲလက်လောက်တဲ့ပုံစံမျိုးတွေကလည်းဘယ်ချမ်းမှာအရင်ကြီးတော့စိုးဝါးနေရတော့မဟုတ်ဘူးအဲ့တော့ မန်တူကီကိုဘယ်ဘက်ချမ်းမှာသုံးမိနစ်60လောက်မှမာတီနယ်လီကိုမောင်းသွင်းတစ်ဖက်ကမောပန်းတဲ့အချိန်မှာအဲ့ခံစစ်ကိုဖြိုပလိုက်အဲ့ပုံစံမျိုးပဲသွားရမှာမာတီနယ်လီကိုအစိုးရထည့်ထားလို့ရှိရင်တော့ဟိုပြောမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကလည်းလမ်းဆန်းတဲ့အချိန်မှာကိုရီးယားလည်းစတာမီနာအပြည့်ဆိုအရင်မသိတာဘူးပေါ့လေမာတီနယ်လီကိုတော့တော်များတော့စူပါဆက်ဖြစ်ပဲသုံးသိနေတာတွေ့ရတယ်ဒီညမှာအာဆင်နယ်အသင်းအက်စတိုမီလန်နဲ့သွားပြီးကန်ရဲအချိန်မှာပဲမန်ချက်စတာစီးတီးကသူတို့ရဲ့အင်ကွေမှာဆန်နာလန်ကိုအခက်ခံကစားမယ် ဘုံမောက်ကသူတို့ရဲ့အင်ကွေမှာ Chelsea ကိုအခက်ကစားမယ်။ League United ကသူတို့ရဲ့အင်ကွေမှာ Liverpool ကိုအခက်ကစားမယ်။ကြည့်လိုက်မယ်ဆိုရင်တော့အသင်းတော်များအလဲလက်အသင်းတွေကရင်ခတ်တဲ့အသင်းတွေတွေ့နေရလို့ပြောလို့ရရဲ့ဒီနေရာမှာမှချန်ပီယံလိဝင်ဝင်တစ်ခုရဖို့အတွက်အဆင့်1 2 4တဲ့ကိုတိုးဝင်နေပြီးလက်ရှိအချိန်မှာအဆင့်3မှာလည်းရက်တည်နေခဲ့တဲ့ Aston Villa ကိုတော့ short တော့လို့မရဘူးအဝေးကွေးမှာအနိုင်ကမှုလိုအပ်တယ်မနစ်ကဆိုကျွန်တော်နှစ်ကျော်လုံးမှာတပွဲနိုင်တပွဲသိတေချာသွားခဲ့တဲ့ပွဲမှာအာဆင်နဲ့2-0ရပြီးမှ2-0ပြန်ပေးလိုက်ရလို့ အကြောင်းအာဆင်နယ်အသင်းနဲ့မနစ်ကကြပြောက်နှစ်မက်ကြပြောက်ခဲ့တဲ့အသင်းကိုဒီနှစ်မှာနှစ်ကြော်လို့အနိုင်ကန်တယ်မလားစောင့်ကြည့်သွားမယ်အစတိုမီလာနဲ့ကျွန်တော်တို့ဒီလာထဲမှာနှစ်ကြော့ကန်ရမှာပါဒီနေရာမှာကစားမတချို့လွဲချော့သွားတာရှိနိုင်မယ်တေချာတကွာတော့ဒီကစားမတချို့လည်းအရန်ကောနေပြီးတော့အာဒါတမ်ဘိုမြင့်တဲ့ခါမှာထဲသုံးလာမယ်ထင်တယ်ဦးနိုင်အမရီရဲ့အသင်းကိုအာဒါကစားကွက်အရှိပိုင်းမှာဆမ်းပြီးနောက်ပိုင်းကျမှကောင်းမင်းညူပိစကစားမိုက်နဲ့တင်ပြီးဆော့လာမလားတချို့တော့စောင့်ကြည့်သွားမယ်တေချာတကွာတော့ဘီလာပတ်မှာ ခံစစ်ဆော့မယ်လို့ကျွန်တော်မထင်ဘူးနှစ်သင်းသလုံးဖွင့်တိုက်ပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်သွားမယ်လို့ကျွန်တော်ကထင်တယ်ဒီပွဲနဲ့ပတ်သက်ပြီးခံနိုင်ရရင်တော့ကျွန်တော်ကတော့1 2ဆိုရရလက်နဲ့အာဆင်နယ်ကိုနိုင်သွားမယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်ကလည်း Oliver King ရဲ့ဂိုးလေးနည်းနည်းပြန်မြူးလာတယ်အာဆင်နယ်တင်းရဲ့ခံစစ်ကလည်းဒီလိုကစားမတွေထိန်းချုပ်တဲ့အပိုင်းမှာပို့ပြီးရင်းကျက်လာမှလားဆိုတော့တကယ်ကိုအဆန်းသက်ခံရမယ်ပွဲပေါ့လေကဲအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ် ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ပြောင်းလဲဖြစ်ကစားခြင်းဆိုတော့ဘိုင်ဘာ9936ကို6469လုံး33တိန်တဲ့ဘက်39ကို9983ခရောင်းနဲ့တို့မှာဆက်သွယ်ချိဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ဘောလုံးပွဲနဲ့ပတ်သက်ပြီးဆော့ခြင်းနဲ့အကောင့်ဖိဆိုတော့အလုံးကိုနှွေးထွေးကျစုပါတယ်။မဆော့တဲ့ညီကိုတွေကတော့ YouTube မှာ VPL လေးဖွင့်ပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာ။ဒီနေ့ညမှာ Premier League ပွဲကြီးပြန်စပါပြီ။